အခြေအနေနဲ့ပတ်သက်ရင် မာယာတော့နည်းနည်းများတယ်မာယာတော့များတယ်ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်တော့ဟိုစာကြီးအတုလို့ပဲကျွန်တော်ခံယူထားပါတယ်စာကြီးကြီးကကောင်းပါတယ်ထုံးနိုင်ရစာကြီးရဖခင်အစာကြီးမကောင်းကိုကိုကိုပဲတော့ကိုပေါင်ကိုလန်ထောင်းသလိုဖြစ်နေတယ်ထွန်းနိုင်နေအတွက်ဒါထွန်းနိုင်ဆိုရယ်ယောက်ျားသူဒီအတွက်နာမည်ဖြတ်နေသလိုမျိုးဖြစ်နေမှာမသိဘူးတော်ကြတချို့ကိုထွန်းနိုင်တို့ဘာလို့ဆိုလို့ရှိရင်နာမည်တောင်ပြောင်းသိရင်တော့ပြောင်းရလိမ့်မယ် ဒါကျွန်တော်တို့ရဲ့လိုင်းလေကြပန်းရွှေကြဇလန်းတွဲမှာကျွန်တော်ကထွန်းနိုင်ဆိုတဲ့အရှိဇလန်းတွဲမှာလည်းထွန်းနိုင်ပဲပေါ့နော်အခုလည်းထွန်းနိုင်ဆိုတဲ့ character လေးနဲ့ပြန်ပြီးမြင်တွေ့ရမှာပါပရိသတ်တွေဒါမေတ္တာပို့ထားတဲ့ထွန်းနိုင်ပြန်လာပြီပေါ့နော်တိတ်ပြီးတော့မကွာပါဘူးဆိုတော့ဟို ထွန်းနိုင်နေအတွက်ဒါထွန်းနိုင်ဆိုရဲယောက်ျားသူဒီအတွက်နာမည်ဖြတ်နေသလိုမျိုးဖြစ်နေမှာမသိဘူးတကြတချို့ကိုထွန်းနိုင်တို့ဘာလို့ဆိုလို့ရှင်နာမည်တောင်ပြောင်းသိရင်တော့ပြောင်းရလိမ့်မယ်ဆိုတော့ကျွန်တော်ဒီဒီလိုင်းလေးကြာပန်းရွှေကြာဆိုရဲဇလန်တွေထဲမှာကျွန်တော်ကအဲငငယ်လေးတွေကမိဘမရှိတော့ဘဲနဲ့ဘုံကြီးတစ်ပါးအနေမွေးစားထားတဲ့ဒါဘုံကြီးចောင်းသားလေးတယောက်ဖြစ်ပါဝင်ပြုတ်ဆောင်ထားပါတယ်အဲအသက်3ရွယ်အရွယ်3ပါးလောက်ထိ အရွယ်2ပါးလောက်ထိကျွန်တော်ပါဝင်ပြုဆောင်ထားပါတယ်အဲဆိုတော့အဲ့မှာကျွန်တော်ဘုံကြီးအကြောင်းကနေပြီးတော့ဒီဘုံကြီးကိုကိုးခွယ်နေကြမိသားစုတစုရှိပါတယ်ဒါကတော့ဒါကြာညိုကြီးတို့မိသားစုပေါ့နော်အဲ့ဒီမှာကျွန်တော်ကိုကြာညိုကြီးတို့မိသားစုကနေမွေးစားလိုက်တာကနေစပြီးတော့ဇလန်းစပြီးတော့ဖြစ်တည်လာပါတယ်ခင်ဗျာသူကဟိုဘုံကြီးအကြောင်းသားဆိုပေမဲ့သူ့ရဲ့ character ကတော်တယ်ဒါသူ့ရဲ့ jeans အရာပေါ့နော်အဲတော်တယ်ပြီးတော့ချောတယ် အဲလိမ်မာတယ်အပြန်ကောင်းမြတ်ဆန်အတိုင်းပါပဲကျွန်တော်အတိုင်းပါဘုန်းကြီးချောင်းသားလည်းအဲလူသားတွေကလူသားတယောက်ပဲလीเนาะဆိုတော့ဟိုထူ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 တော့မရှိပါဘူးအဲဘုံကြီးចောင်းသားလေးတွေတော်တော်များများကဒါဘုံကြီးရဲ့အရေးအဝါသမှာနေရတဲ့အတွက်သူတို့လေးတွေကအဲလိမ်မာကြတယ်အဲ ဒါကျွန်တော်မှန်းကြည့်တာပေါ့နော်လိန်မာကြရတယ်ပြီးရင်ဗုဒ္ဓရဲ့အဆုံးအမနဲ့မဝေးဘူးလို့ကျွန်တော်အဲခံယူထားပါတယ်ဟုတ်အဓိကကတော့ဒါကျွန်တော်တို့အဲအိမ်အောင်ရေးဆက်လေးတော်တော်ပါတယ်ပြီးတော့လူငယ်ဘဝလေးတွေလည်းကျွန်တော်တို့အခြေခံထားတယ်လူငယ်မှာတချင်းဒီကျွန်တော်တို့ဇန်ဝင်တေးတချင်းလေးလိုပဲအဲလူငယ်ဘဝမှာအချစ်ဆိုတာလေးကအဲချူတာတယ်အင်းမြတယ်အရန်ကိုချုံမိန်တယ်ဆိုပြီးတော့ဟိုတမတ်တမတ်ရတယ်ဆိုပေမဲ့လည်း တန်းတကယ်တမ်းဟိုအရွယ်ရောက်လာတဲ့အိမ်တော်ရေးဆိုတဲ့တခုတီထောင်တာတဲ့အခါမှာဘဝအတွက်ဒီအာအခြေရေးကိုနှလုံးသားရေးတွေဒါအုံနောက်တွေအမျိုးစုံစဉ်းစားပြီးတော့ဟိုအဖြစ်ပြက်တွေပေါ့လေဟိုဖြစ်တာတွေရောပြက်တာတွေရောပြီးတော့ဘဝမှာအိမ်တော်ပြုတ်ပြီးဒါအိမ်တော်ရေးအခြေရေးမှာဆိုလို့ရှိရင်လှုပ်တင်တာတွေမလှုပ်တင်တာတွေကျွန်တော်တို့ဒီကမှာအများကြီးပညာပေးထားပါတယ်ခင်ဗျာဟုတ်ကျွန်တော်ကလေကျွန်တော် Sagittarius ပြီးတော့ကျွန်တော် Fire sign ဒါပေမဲ့စာကြည်ကိုဘာဖြစ်လို့လူတွေကမကောင်းလို့ပြောကြရလဲတော့မသိဘူးကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကောင်းပါတယ်ကျွန်တော်ဒီတော်တယ်လိမ်ပါတယ်တက်တယ် green flag လို့ပဲကျွန်တော်ခံယူထားပါတယ်အဲ့တော့အကယ်၍ကျွန်တော်တစ်ချိန်ချိန်မှာအိမ်အောင်ပြုခဲ့သည်ရှိတော့ကျွန်တော်ပေးနိုင်တာဂရီတစ်ခုကတော့နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာတဲ့အိမ်အောင်ကြီးမျိုးပဲကျွန်တော်ဖန်တီးခြင်းပါတယ်အဲ့တော့ ဟိုကျွန်တော်အပြင်ကောင်းမြတ်ဆန်လေးကတော့အထဲတွေကထုံးနိုင်နေတော့မတူပါဘူးကျွန်တော်ကဘဝမှာအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်ဟိုဟိုအုံနောက်အုံနောက်နဲ့စဉ်းစားတာအထက်ကျွန်တော်နှလုံးသားနဲ့စဉ်းစားတာများပါတယ်များတယ်ဆိုတာအထက်ဟိုအကုန်လုံးကိုပဲနှလုံးသားနဲ့စဉ်းစားတာပါဟုတ်အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်မာယာတော့နည်းနည်းများတယ်မာယာတော့များတယ်ဒါပေမဲ့ ကျွန်တော်ကိုကျွန်တော်တော့ဟိုစာကြီးအတုလို့ပဲကျွန်တော်ခံယူထားပါတယ်စာကြီးကြီးကောင်းပါတယ်ထိုးနိုင်ရစာကြီးရဖခင်ဟိုစာကြီးမကောင်းကိုကိုကိုပဲတော့ကိုပေါင်ကိုလန်ထောင်းသလိုဖြစ်နေတယ်တကယ်ဟိုလိုင်းလေကြာပန်းရွှေကြာဆဲဇလန်တွေရဲ့မှာလေကျွန်တော်တို့ဒီဇက်ကြီးတစ်ခုလုံးကစာပေဘိမ့်မှန်စုဝိထုကရထားတာ哦ရထားတာဆိုတော့ပြောချင်တာကျွန်တော်အပြင်ဘဝတွေမှာတကယ်ကိုဖြစ်လေဖြစ်ထားကိုရှိတဲ့ဒါဝိထုတစ်မျိုးဇလန်တစ်မျိုးဖြစ်ပါတယ် တကယ်လဲအပြင်မှာဒီထက်ဆိုးတဲ့ဖြစ်ပြက်ဖြစ်ပြက်တွေအများကြီးရှိပါတယ်ဘယ်သူမှတော့ယုံနိုင်မှာမဟုတ်ဘူးပေါ့နော်တကယ်တော့အဲ့အခြေရေးတွေအိမ်တော်ရေး relationship တွေကကျွန်တော်တို့ထင်ထားတာသိထားတာအထက်ကိုကြော်လွန်နဲ့အကွာအဝေးတစ်ခုမှာတော့တော်တော်ကြီးကိုစဉ်းစားရခက်ပါတယ်ဆိုတော့လေတချို့ຢာကြောက်လဲသူ့ဘက်ကကြည့်ရင်လဲမှန်နေတာပဲကိုယ့်ဘက်ကကြည့်ရင်လဲမှန်နေတာပဲဆိုတော့ဒါကြီးကိုလေဟိုထုံးနိုင်ရမားတယ်အများစုကတော့မားတယ်လို့မြင်ကောင်းမြင်မယ်ဒါသူ့နေရာဝင်ကြည့်ပြန်တော့လဲ သူရဲ့သူ့မှာမှန်ပါတယ်ဆိုတဲ့ reason တွေကရှိနေပြန်ရောဆိုတော့ကျွန်တော်လည်းအဲ့လိုတစ်ခါလေကြားလို့ရှိရင်အဲ့လိုမိသားစုရေးတွေတို့ဟို relationship တွေတို့အဲ့လိုမျိုးအိမ်တော်ရေးတွေမှာဆိုလို့ရှိရင်ကျွန်တော် judge မလုပ်တာများတယ်အဲတစ်ခါလေကြားလို့ရှိရင်ကိုကလှုပ်လိုက်မှဟိုကျွန်တော်တို့ရဲ့စကားတွေဆိုတာကနှစ်ဦးနှစ်ဖက်ဟိုမျှတတဲ့စကားကိုပဲကျွန်တော်တို့ကပြောလို့ရတာပေါ့နော်အဲ့တော့ဟိုတိတ်ပြီးတော့မပြောလို့ပါဘူးအဲအဲသူ့ဘက်ကကြည်လဲမှန်တယ်ကိုဘက်ကကြည်လဲမှန်တယ်လို့ပဲပြောချင်ပါတယ်ဟုတ်